ပြီးခဲ့တဲ့မတ်လ20ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်တောင်ပြည်ကရပ်ဖက်အဖွဲ့အစည်းနဲ့လူငယ်တွေဟာငလင်ဘေးတဲ့ပြည်သူအတွက် အကူအညီတွေပေးဖို့ရံမုံငွေရှာဖွေတာတွေပြုလုပ်ခဲ့ကြပါတယ်။လူတားချင်းဆန္ဒထောက်ထားတဲ့အနေနဲ့တောင်ရပ်ဖက်အဖွဲ့အစည်း TCSOS ကနေကမကထကောမဒီဖွက်ပြီးငလင်ဘေးတန်တဲ့ပြည်သူတွေအတွက်စက်တိန်220မတ်တီလူဒန်းပေးခဲ့ပါတယ်။ရတတပတ်ကြာရံမုံငွေရှာဖွေရမှာနမ်ဆန်မျိုးနယ်ကစက်တိန်ပေါင်း1000နီးပါးလက်ခံရရှိပြီးတော့ နမ်ခမ်ကုခိုင်မန်တုံနမ်ဒူကြောင်မဲနဲ့မိုးကောက်တုံမှာစက်တိုင်ပေါင်း3000ကျော်အလူခံရရှိခဲ့ကြပါတယ်။တအားပြည့်အတွင်းစက်တိုင်ပေါင်း4000ကျော်ရရှိတာဖြစ်ပြီးတော့ကောက်ခံရရှိထားတဲ့အလူငွေတွေကိုအယက်ဖက်အဖွဲ့စီနဲ့လူငယ်တွေကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပေါ်လိုအပ်တဲ့လုပ်ငန်းတွေမှာအတုံးပြုတ်ဖို့ပေးအပ်သွားမယ်လို့ဆိုပါတယ်။စကိုင်းငလင်အတွက်မိမိတို့ညီနောင်မှာမိတ်တုံဖွဲ့ရဲ့ထုတ်ပြန်ကြေညာချက်မှာလဲတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ ိမိကိုကိုခုခံကာကွယ်တဲ့တုတ်ပြန်မှုကလွယ်ပြီးတလတာထိုးစစ်စင်နာတွေပြုလုပ်မှာမဟုတ်တလို့ပြည်တွင်းပြည်ပကူညီကယ်ဆယ်ရေးဇေရနာဝန်ထမ်းတွေဆဲလက်ကြည်တာစွာလှုပ်ဆောင်နိုင်ကြဖို့နဲ့ငလင်တန်တဲ့ပြည်သူအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေအများဆုံးဆောင်ရွက်နိုင်ဖို့လိုလားကြောင်းထုတ်ပြန်ကြေညာထားပါတယ်။စကိုင်းနဲ့အမန္တလေးကိုဗဟိုပြုပြီးလောက်ခတ်ခဲတဲ့ငလင်ကြောင့်နိုင်ငံတော်ထိခိုက်ဆုံးရှုံးတာတွေများပြားခဲ့ပြီးတော့မြန်မာတမိုင်းမှာလူတေဆုံးမှုနဲ့ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်စေခဲ့ပါတယ်ရှင်။ cuma dia bawa semangat